သွေးလူကြစေတဲ့အိမ်တွင်းနီလန်သုံးခုမင်္ဂလာပါ knowledge world channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့သွေးလူကြစေတဲ့အိမ်တွင်းနီလန်သုံးခုအကြောင်းကိုမျှဝေပြသွားမှာမို့နားဆင်ပေးကြပါအောင်နော်ကျွန်မကတော့ knowledge world channel ရဲ့အမြဲတမ်း season တင်ဆက်သူစိတ်မဲဖြစ်ပါတယ်ပုံမှန်သွေးပေါင်ချိန်ဆိုတာ120 80အတွင်းရှိနေရမှာပါ တကယ်လို့တင့်ရဲ့သွေးပေါင်ချိန်ကဒီပမာဏထက်အမြဲလိုလိုများနေမယ်ဆိုရင်တော့ဒါဟာသွေးတိုးရောဂါဖြစ်နိုင်ပါတယ်သွေးတိုးတာကရေရှည်မှာနှလုံးနဲ့ကြောက်ကက်ကိုပြက်စီးစေနိုင်တာမို့ဒီနေ့မှာတော့သွေးတိုးကျစေမယ့်သဘာဝအိမ်တွင်းကုထုံ၃ခုကိုမျှဝေပေးသွားမှာပါ။တံပြာရည်ပထမဆုံးနည်းလမ်းကတော့တံပြာရည်ပါ။မနေ့တိုင်းအစာမစားခင်ရေနွေးနွေးလေးတစ်ခွက်သေးကိုတံပြာသီးတစ်ချမ်းလောက်ညှစ်ထည့်ပြီးတောက်ပေးပါ။ ဒီလိုမနက်ခင်းအစာမရှိခင်တောက်ပေးခြင်းအပြင်သွေးကြောတွေကိုတန့်စင်စေပြီးသွေးဖိအားကိုရော့ကျစေဖို့ကူညီပေးနိုင်ပါတယ်။ကြက်သွန်ပြူဒုတိယနည်းလမ်းကတော့ကြက်သွန်ပြူဖြစ်ပါတယ်။ကြက်သွန်ပြူကိုတနေ့မှာတမွာကနေနှစ်မွာလောက်ပုံမှန်စားပေးသင့်ပါတယ်။တကယ်လို့အစိမ်းတိုင်းစားရတာအဆင်မပြေဘူး။အနံ့ပြင်းနေဆိုရင်တော့နွားနို့လေးနဲ့တွဲပြီးတောက်သုံးပေးနိုင်ပါတယ်။ ကျက်သွန်မြူကသွေးတိုးသမားအတွက်တော့တကယ်ကိုသဘာဝစီကောင်းတလက်ပါပဲဖရဲသည့်အစိတ်နဲ့ဘိန်းစိတ်နောက်ဆုံးနည်းလမ်းကတော့ဖရဲသည့်အစိတ်ကိုတုံးတာပါဖရဲသည့်အစိတ်အနှဲငယ်နဲ့ဘိန်းစိတ်အနှဲငယ်ကိုရောပြီးအမုံကျိတ်လိုက်ပါရလာတဲ့အမုံကိုမနဲ့တစ်ကြိမ်ညနေတစ်ကြိမ်လက်ဖက်ရည်စွန်းတစ်စွန်းစာလောက်ပုံမှန်စာပေးနိုင်ပါတယ်ဒီနီးလိုင်းကလည်းသွေးတို့ကိုထိထိရောက်ရောက်ထိမ့်ညိပေးနိုင်ပါတယ် ဒီနီလန်းလေးတွေကပတ်စံလည်းမကုန်ပဲအိမ်မှာလွယ်လွယ်ကူကူရနိုင်တဲ့သဘာဝအိမ်တွင်းကုထုံတွေဖြစ်ပါတယ်။ဒါပေမဲ့ပင့်မှာယောဂအခန်းကြီးကြီးမားမားရှိရင်တော့ဆရာဝန်နဲ့တိုင်ပင်တာအကောင်းဆုံးပါပဲနော်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိရဆိုရင် Knowledge World Channel ကို Like and Subscribe လုပ်ထားပေးကြပါနော်။အားလုံးပဲကျန်းမာရှင်လန်းကြပါစေ။